ဒီမွေးနေ့မှာဖယားတော့ကြောက်တပါဒီမွေးနေ့မှာလာဆုံးမဲမဲနနာလို့တနာရဲကစဲဖန်ကိုအပိနောက်စီနေကြတဲ့ပြိသက်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပြိသက်များအားလုံးအတွက်အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရောမှာဖြစ်ပါရှင်ပြိသက်များရှင်ဒီနေ့ရဲ့အမတ်တရားနေ့အစီအစဉ်ရဲ့ဝင်နေစုတောင်းအစီအစဉ်မှာပထမဆုံးအနေနဲ့စုတောင်းပြရမယ့်ဝင်နေရှင်ကတော့ ရန်ကုန်မှာနေတဲ့ကိုမင်းသူဟန်ပဲဖြစ်ပါတယ်။ကိုမင်းသူဟန်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်တောင်ကလာပါမြို့နယ်မှာနေတဲ့မဆန်မြတ်သူညမလေးခင်ဆွေမြင့်တီတီဆွေစုနတီလင်းလိုင်လိုင်ဝင်းခိုင်ခိုင်ဝင်းနွယ်လင်းသူခင်နဲ့ခိုင်ဝဲလော်တို့ကပောင်းရီစုတောင်းပေးလာပြီဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီနေ့ရဲ့အမှတ်တရနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်မှာဒီတစ်ခါမှထပ်မံပြီးတော့စုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ဟိုဘုံမြို့နယ်မှာနေတဲ့မန်နန်းဘူဖြူပဲဖြစ်ပါတယ်။မန်နန်းဘူဖြူရဲ့ဒီနေ့မှရောက်ရှိလာတဲ့28နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ဟိုဘုံမြို့မှာနေတဲ့အမျိုးသားကိုခွန်ဝင်းနောင်နဲ့တားလေးခွန်ရှန်နိုင်တို့ကပောင်ရီစုတောင်းပေးလာပြီဖြစ်ပါရှင်။ စီအန်ဖန်ရဲ့ပရိသတ်တွေအားလုံးကိုအမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ တက်မြောင်ရှင်ဒီနေ့အမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်မှာပေါဝင်လာတဲ့သူကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေတဲ့မလှရီပဲဖြစ်ပါတယ်။မလှရီကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေတဲ့ဦးထူးနိုင်တဲ့ဒေါ်ထွေးညိုတို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ဆက်လေးနေပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုပေါဝင်တောင်းဆိုပေးလာပါဖြစ်ပါတယ်ရှင်။စကားလက်ဆောင်လေးလည်းပြောပေးထားပါသေးတယ်။မင်္ဂလာစနေမောင်နဲ့ရှားတက်ပန်ပေါင်းတဲ့နိုင်ပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါထားပါဖြစ်ပါတယ်ရှင်။ ပရိသတ်များရှိဒီနေ့အမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်မှာထမမရောပါဝင်လာတဲ့သူတွေကတော့လယ်ဝေးမှနေတဲ့လှိုင်းလှိုင်းဝင်ခိုင်ခိုင်ဝင်နွယ်လင်းသူခေခိုင်ဝဲလွာနဲ့စုနေတီလေးတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ကိုမျိုးမင်းတိုင်းနဲ့မတ်ခိုင်ဝဲလွာတို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ချက်သူတတန်တနည်းနဲ့လေးလားပြည့်အတွက်ကိုပါဝင်တောင်းဆိုပေးလာပါပဲဖြစ်ပါရှင်။ သစဉ်ပရိသတ်များရှင်မတရားနေအစီအစဉ်ကိုတော့ချောအပ်တင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်ပရိသတ်ကြီးကမတရားနေအစီအစဉ်ကနေပြီးတော့ဝင်းနေရှင်တွေနဲ့အတူတူစစ်သူစုံတွေမင်္ဂလာစနေမောင်နှံနေအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစဉ်ဖန်ရင်ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကိုနေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ချုပ်တင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ် ။ GZFN ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူ GZFN နာဒိမတ် YouTube Channel မှာလည်းကမန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်ရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။